တခါကတိုင်းမြစ်တပြည်မှာမိဖုရားကောင်းကြီးကကလေးမွေးနေခဲ့ပါတယ်။မိဖုရားညက်ထားညက်ထားထထတော့မယ်ညက်ထားနောက်နှခါသုံးခါလောက်ထညစ်လိုက်ထပါပြီ။ထထလာပြီ။မိဖုရားကောင်းကြီးကလေးမွေးလာတဲ့ချိန်မှာတော့ထူဆန်ပြီးတခါရဲ့ဗလာတွေနဲ့ကြီးတွားနေခဲ့တယ်။ဆဆမွေးလာချင်းမှာပဲအစားတောက်တွေသွားရှာစားနေတယ်။နုံမတော့ပဲကောင်းချင်းပေါင်း9ပေါင်းစာနဲ့ရေ9အိုးတောက်လိုက်တယ် သူကမွေးရပါအင်အားကြီးသူဆိုရင်လည်းပြောလို့ရတယ်။ဒီလိုမြင်ရတော့ဘယင်နဲ့မိဖုရားကြီးကတွေးတောနေတော့တာပေါ့။ဘယင်မင်းမြတ်ဟေးကျမတို့သားကိုကြည့်အောင်အဲ့လောက်တောင်စားတော့ရတာလား။အေးပါကွာငါကိုယ်တော်လည်းအဲ့ဒါပဲတွေးနေတာ။ခမဲတော်တယောက်ဖြစ်ပြီးတာတော့မသိဘူးလား။ရှင်ငငယ်ကလည်းဒီလိုပဲလိုက်ရင်ငါကိုယ်တော်ကသူ့ရဲ့ခမဲတော်ဆိုပေမဲ့သူဘာလို့ဒီလောက်တောင်အစားကြီးညာလဲဆိုတော့ကိုတော်လည်းမသိဘူးလေ။အဲ့ဒါပြောတာပဲလေ။ မွေ့မွေ့ချင်မရှိသေးတဲ့တလောက်တောင်မှစားကြီးနေတာအေးပါကွာနောက်ထပ်နည်းနည်းဆိုကိုတော်တို့ပိုတိမှာပါဟာအဲ့ဒီနည်းနည်းပဲချိန်နေစားတော့လို့ပြီးရဲ့ချိန်မှာတော့မင်းသားလေးရရွာသားတွေနဲ့တူတူလာဆော့ပါတယ်လာလေလာလာကြိအောင်လေနေအောင်သူကပရင်သားတော့ဟာသူကသူပါဖြစ်ဖြစ်ကွာကြိအောင်လေအရှုံးမပေးနဲ့ချကွာပြင်းပြင်းသာချအချိန်ကြပြီကန်လို့ရပါပြီ လာစမ်းရှိသမျှအင်အားတွေအကုန်တုံးနဲ့ကွာဟင်ဟာ तू ကအဲ့လောက်တောင်မိနိုင်မဲလို့မထင်တာ ਉ ဟာဟာဒီတစ်ခါတော့ငှအလဲ့ပဲကွာ तू တကယ်ကံနိုင်လို့လားဟာတေချာကထားကြနော်ကံလိုက်စမ်းပါအချိန်ဆွဲမနေနဲ့ကျိုးစားထားတော့မင်းသားလေးမလွဲစေနဲ့နော် လာထကွာယော့အာမင်းသားလေးကအားရှိလားမရှိလားအဲ့ဒီမှသာကြည့်လိုက်ပါတော့ရှင်ကန်လိုက်တာတိုင်းမြင့်ပေါ်ထီကိုရောက်သွားတယ်ဝေါတော်လိုက်တာ မင်းသားတော့တော်တဲ့လူတခါမှမတွေ့ဘူးမင်းသားလည်းအချိန်နဲ့မျှအရွယ်ရောက်လာပြီချုံမောတဲ့လူတယောက်ဖြစ်လာခဲ့ပါတယ်ဘရင်မင်းမြတ်တို့လင်မယားလည်းမင်းသားအရွယ်ရောက်လာတာမြင်တော့ပညာသင်ဖို့ဆဲလွတ်ခဲ့ပါတယ်အရန်တော်တဲ့ဆရာစီပေါ့ တားလေးခမီးတော်ပညာတင်သွားခိုင်းမလို့ခမဲတော်နဲ့မဲတော်တို့စိတ်ချမ်းသာရအောင်ရှားပါရဲခမဲတော်ဒါတော့အစင်းသင်ဖြစ်ပါပြီမင်းသားလေးအန်ဒီယကင်ပေရှင်စွာနဲ့သွားနိုင်ပါစေနော် ကျမမဲတော်ကိုကိူးဆိုက်ထားပေးပါမယ်ဟုတ်ကဲ့ကျွန်တော်ပြန်လာရင်အမောက်ဂျေဆုဆက်ပါမယ်မင်းသားလေးအွှေရောက်လာတော့ရှေဆက်တိုင်းပြည်ကိုကာကွယ်အုပ်ချုပ်နိုင်ဖို့ဘီရင်ကပညာသင်ဖို့ဆေလွတ်ခဲ့ပါတယ်ဒီလိုနဲ့မင်းသားလေးလည်းခီးထွက်လာရင် ကြွာလေးတရွာမှာကွန်ဖိုးပညာတက်တဲ့ယသိတပားနဲ့တွေ့လိုက်ပါတယ်။ဒီလိုနဲ့မင်းသားလေးရလည်းတပည့်သွားခန်နာပေါ့။ယသိကြီးကိုအယူသေးပေးပါတယ်။ကျွန်တော်ယသိကြီးစီမှာတပည့်ခန့်ချင်လို့ပါ။လက်မခံဘူးကွာ။ဟင်။ဟုတ်ဟုတ်ကဲ့ပါ။လက်မခံတော့လည်းမတက်နိုင်ဘူးလေ။ဒီယသိကလက်မခံတဲ့အတွက်မင်းသားလည်းယသိနောက်တပားစီကိုဆက်သွားလိုက်ပါတယ်။ ရသေးရလဲတိုင်းမြစ်ထဲမှာတိုင်းပညာအတော်ဆုံးပဲဖြစ်ပါတယ်။ရသေးကြီးစီမှာကျွန်တော်တပည့်ခန့်ချင်လို့ပါ။ဟာ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 နင်ကငါတပည့်လာလို့မှဟတ်လား။နှစ်ယောက်ကိုလည်းကြည်လိုက်အောင်။ဒါပေမဲ့ငါ့ကိုသင်မေးစေချင်တယ်ဆိုရင်လည်းရတယ်လေ။စီမြင်စီကန်းတော့ရှိရနော်။နံပါတ်၁ကကတက်ရမယ်။ဟင်။အော်တီလို့လား။တီလို့လား။อืมๆต้องโลดรอยาบาเร မကတက်တာထက်ဆိုင်တော့သုံးလို့ရပါတယ်။နံပါတ်1ပိုးပန်းတက်ရမယ်။ဥပမာညီမလေးပဲသွားမလဲ။ပိုးဘက်လားဒီဘက်လားနာမည်ကဘလို့ခေါ်လဲ။စသဖြင့်မော့ပဲလေပါညာကိုမင်းကိုချစ်တယ်နော်။အဲ့လိုမျိုးတွေပြောတက်ရမယ်။ Okay ပါဒီလိုမျိုးကကျွန်တော်ကြွမ်းမိတာ။နံပါတ်3ကမြက်ဝန်း။မြက်ဝန်းကသူများကိုဆွဲဆောင်နိုင်ရမယ်။ဘလို့မြက်ဝန်းလဲရသိကြီး။ဒီလိုလေဒီလိုလေ

ဒီတစ်ခါသားတော်အဝေးရနေမိမသွားယူလာခိုင်းမယ်မိမရာမှာတိုင်းပြည်ကိုပြန်လာခဲ့သားတော်ခမီးတော်ပြောတဲ့အတိုင်းလုပ်လေဟုတ်ကဲ့ပါခမီးတော်ခမီးတော်ဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမယ်ကောင်းပါပြီသားတော်လန်ခီမှာအန်ဒီယကင်ပေးရှင်းပါစေမေတော်ရဲ့ချိမတော်လေးကိုရအောင်ခေါ်လာခဲ့နော်ဟုတ်ကဲ့ပါမေတော်မင်းသားလေးရဲ့ဘဝကတော့ပညာသွားတင်လာပြီးတော့မိမထက်ပြီးသွားရှာလာခိုင်းနေမိမမရရင်အိမ်ပြတ်မလာခဲ့နဲ့တဲ့အဲဒီလိုနဲ့မင်းသားလေး ကျွဲတကောင်နဲ့တိုင်းပြည်ထဲကနေထွက်လာပါတယ်။ဒေါ်လန်ကတနရာရောက်တော့မုတ်ဆိုးထောင်ချောက်ဆင်ထားတဲ့ဂျင်းတဂျင်းနဲ့ပြုတ်ကျသွားခဲ့တယ်။အာဟာအာဟာအာဟာဒီတော့ကြီးထဲမှာဘသူအများကျင်းလာတူးထားလဲကွာ။ဟာဟာမင်းကငါထောင်ချောက်ထဲကျလာပြီဆိုတော့ပြန်လွတ်နိုင်မယ်မထင်နဲ့။ငါမင်းကိုတီအောင်တတ်ပြစ်မှာ။ငါမေးပါအောင်မယ်။ဒီချင်းကိုဘသူကလာတူးထားရလဲ။ငါဘောကွာဘသူဖြစ်ရမှာလဲ။ ။အော်မင်းကိုမင်းကနာချင်နေပြီနဲ့တူတယ်။မင်းတီရနဲ့လွတ်ဖို့မစင်စားနဲ့။မင်းတီမှာပဲတေးရမယ်။တေးလိုက်တော့မင်း။ဟင်။အာ။မင်းဘလို့လူတုံးဟာဒီလောက်တောင်မာကြောနေ啊။အာ။အမလီတော်သေးရပေါ့။လက်နှချောင်းလေးနဲ့ထိုးလို့တောင်းမှန်ပါတယ်။အရှုံးနဲ့ပေးပါပြီ။ငါ့ကိုကယ်ပါအောင်။ငါဒီထဲမှာအသက်ရှူလို့မရဘူး။ဒါဆိုမင်းငါနဲ့လိုက်ခဲ့ရမယ်။ ဟုတ်ကဲ့ရပါတယ်ရှင်အရှင်သွားချင်တဲ့နေရာကိုလိုက်ပို့ပေးပါမယ်ကျွန်တော်တပည့်အဖြစ်ခံယူပါမယ်အဲ့ဒီလိုနဲ့အဲ့ဒီကောင်လေးကလည်းမင်းသားရဲ့စွမ်းဆောင်မြင်ပြီးမင်းသားရဲ့တပည့်အဖြစ်ခံယူလိုက်ပါတော့တယ်ဒီလိုနဲ့ခရီးဆက်ထွက်လာတော့တော်ရဲမှာနောက်ထပ်လူဆိုးတယောက်ကိုထပ်ပြီးတွေ့ရပြန်တယ်ဟေးယက်ဆန်ပါလာတဲ့ပတ်စံမှန်လည်းမအကုန်ထုတ်ပေးဆန်မဟုတ်ရင်ငါတီအက်နဲ့ထိုးတက်လိုက်မယ်ကျွန်တော်ဆုံးမလိုက်ရမလားဆရာမလိုဘူးငါဖြည့်ရှင်းလိုက်မယ် မင်းသားလေးရလည်းတပည့်ဖြစ်သူစာနာတဲ့အနေနဲ့သူကိုယ်တိုင်ပဲအဲ့ဒီတမျောင်းရှင်းလိုက်ပါတယ်အမလီငါတော့အဲ့ဒီကောင်စာအသားတွေနှာလိုက်တာမင်းသားလေးကကောင်းကောင်းဆုံးမလိုက်တဲ့ချိန်မှာတမျောင်းကြီးလည်းကြောက်လန့်ပြီးမင်းသားစီတပည့်ခံလိုက်ပါတယ်ခရီးဆက်လာရင်းနဲ့ပလကြီးနဲ့သူမျိုးနှိမ့်ဆက်နေတဲ့လူတယောက်ထပ်ပြီးတော့တွေ့လိုက်ရပါတယ်ကျွန်တော်သွားခွင့်ပြုပါမင်းပတ်စံထောက်လာခဲ့ကုံသွားပါပြီဟာမင်းရမြန်ငေါ့လိန်ညာလာပြောစမ်း ကျွန်တော်ကျွန်တော်တကယ်ပြောနေတာပါ။သူ့ကိုသွားပြီးဆုံးမလိုက်စမ်းတပည့်။ဟုတ်ကဲ့။အာအာအာငေါ့ပါများမှတ်နေလဲမသိဘူး။မင်းအောင်ဘလို့လူလဲတော်ရဲကြွယ်စီလာတာငါထက်မြင့်အောင်နေရဲတယ်ပေါ့လေစင်းခဲ့စမ်း မဟုတ်ငါတက်မှာငါဘလို့လူလဲဆိုတာမင်းမသိဘူးလားငါမျက်နာမင်းတငယ်ချင်းနဲ့တူနေလို့လားကွာမဟုတ်ပါဘူးငါလည်းမမေးမိဘူးငါမင်းကိုမေးနေတယ်လေကွာဟေးကျွဲစည်းလာတဲ့တယောက်ငါမင်းကိုမေးနေတယ်လေမင်းကဘသူလဲအဟောဒီလိုလားမင်းကဘသူသားသမီးလဲကွာမသိဘူးအာတောင်းတောင်းမှန်ပါတယ်တောင်းမှန်ပါတယ်တောင်းမှန်ပါတယ်ဗျာဗလကြီးလဲမင်းသားလေးရဲ့လက်ဝါးစာတစ်ချက်မိလိုက်တာနဲ့မင်းသားရဲ့တပည့်ဖြစ်သွားပါတယ် ဒီလိုနဲ့မင်းသားလေးလည်းတပည့်တယောက်ရသွားပြန်တယ်ဒီလိုနဲ့သူတို့လေးယောက်လည်းခရီးအတူတူထွက်ခဲ့ကြတာပေါ့တောင်ငါတို့ဘယ်တော့သွားနေကြရလဲအေးဟုတ်သားပဲခရီးသာထွက်လာတာဘယ်သွားနေရလဲဆိုတာခုတည်းမသိရသေးဘူးရောက်ပြီမင်းတို့သိရမှာပါကွာမင်းတော့လည်းဘာမှမပြောသူတို့သွားနေတော့မှာပဲချီပိုထိုးဘလူးကြီးတကောင်တွေ့လိုက်ပါတယ်ဟာအဲ့ဒါဘာကောင်လဲကွာအကြီးပဲအဲ့ဒါဘလူးချီပိုထိုးလေး ဟာပေါင်ကလည်းကြီးကြီးပဲတော်တော်စားကောင်းမှာကွာဒါဆိုသူ့ပေါင်သွားယူလာခဲ့လေกินစားရအောင်ကောင်းတာပေါ့သူတို့ချီးပိုးထုတ်ကောင်မြင်တော့တည်ရတများများနဲ့သူ့ပေါင်กินစားဖို့သွားယူကြတာပေါ့ဆွေးထားကွာဆွေးထားအာဆွေးဆွေးထားပြာစမ်းမှာတက်လောက်လေးတောင်မရှူနိုင်ဘူးလားပေါင်တစ်ဖက်လောက်ပေးဦးနော်အာချီးပိုးထုတ်ပေါင်ရပြီးနောက်သူတို့ထပ်ပြီးခီးဆက်ပါတယ် တော်တော်တော်မှောင်နေပြီနောက်မှနဲ့တူတယ်သူတို့လာရင်တော်ရဲကအိမ်တတိလေးတအိမ်မှာမီးတွေလင်းနေတာကိုတွေ့လိုက်ရပါတယ်ဒီလုံနဲ့အဲ့ဒီအိမ်မှာသွားတဲဖို့စီစဉ်ကြပါတယ်အဲ့ဒါပါအိမ်လဲမီးလေးလဲလင်းနေတယ်ငါထင်တော့အဲ့မှာလူရှိမှထင်တယ်အဲ့ဒီမှာမီးသွားတောင်းပြီးအသားကင်စားရအောင်လေဒီလုံနဲ့မီးသွားတောင်းကြတာပေါ့ဟိုမှာငါတို့မီးသွားတောင်းရအောင်လာခဲ့ဘလို့တောင်းမှလဲ ငါတယောက်တည်းသွားတောင်းလဲရပါတယ်ကွာအဲ့ဒီကောင်လေးအထင်းဝင်သွားတဲ့ချိန်မှာအဖေါ်တို့တယောက်တည်းမိထိုင်လုံနေတောင်တွေ့လိုက်ရပါတယ်မေကြီးမေကြီးအေးဘာကိစ္စရှိလို့လဲကွယ်ဒီမီလေးနည်းနည်းတောင်းချင်လို့ပါအေးမီးတော့မရအောင်ဟိမင်းကိုတက်ပေးဆိုရင်တော့ရတယ်အဲ့ဒီအမေကြီးကတော့တာမန်လူမဟုတ်ပါဘူး လူရောင်ဆောင်ထားတဲ့တစီပဲဖြစ်ပါတယ်။သူကလူတွေကိုဒီလိုပဲဖန်ဆားနေကြသူတို့၃ယောက်ကတော့သူတို့တငယ်ချင်းဘာလို့မလာသေးတာလဲဆိုပြီးတွေးနေတာပေါ့။ဒီကောင်ပါလိုက်ကွာမီးလေးသွားတောင်းတော့တလောက်ကြာနေတယ်။သူ့ကိုသွားကြည့်အောင်လေ။အေးငါသွားကြည့်လိုက်မယ်။ဒုတိယကောင်လေးလည်းသူ့တငယ်ချင်းကိုသွားရှာလိုက်တယ်။မေကြီးဒီနားမှာကောင်လေးတယောက်ရောက်လာတာမတွေ့လိုက်ဘူးလားဗျ။အေးမမြင်ဘူးကွ။ဒါဆိုသူ့ဘယ်ကိုသွားလိုက်တာလဲဟာ ဒါဆိုမေကြီးရဲ့မေကြီးရဲ့မိနနဲ့ယူမယ်နော်အေးယူသွားလေအာမနာနဲ့ညံများတာယူသွားထင်းလည်းအများရှိနေရပဲယူသွားပါငါတို့အကောင်ယူချင်လည်းရတယ်နော်မေကြီးကအရင်သဘောကောင်းတာပဲကျွန်တော်တော့အားနာလာပြီအားနိုင်လေဒီထက်လာနေကွယ်အာဘာတုံးဟဘသူပဲဝင်သွားဝင်သွားတိရောက်မှပြန်ထွက်မလာပါလားအဲ့ဒါဆိုမင်းသွားကြည့်လိုက်စမ်းဟုတ်ကဲ့ သူတို့နှစ်ယောက်ဝင်သွားတာနှစ်ယောက်လုံးကြောက်နေတော့ပလကြီးထပ်ပြီးသွားကြည့်လိုက်တယ်။မေကြီးယောက်ျားလေးနှစ်ယောက်ဒီထဲဝင်လာတာတွေ့လိုက်သေးလား။မမြင်ဘူးကွယ်။ဒါဆိုမီးနဲ့နဲ့ရှူမယ်နော်။အပြင်မှာအရှမ်းအေးလို့လေ။ယူသွားလေယူသွား။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မေကြီး။မီးသွေးပဲယူသွားနော်။ ထင်းတော့မယူသွားနဲ့ထင်းဟာမရှိတော့လို့လေရတာပေါ့မီးဆိုရင်ပြီးရောဟမ်ယူလို့မရပါလားအာမဟုတ်တော့ထင်းနဲ့ပယ်နေရောက်သွားသွားအကုန်ပြောက်နေတာငါလိုက်ပြီးသွားကြည့်အောင်မပဲမင်းသားလေးကလည်းသူ့အပေါင်းဖော်တွေဝင်သွားတာတယောက်မှပြန်ထွက်မလာလို့ဝင်သွားကြည့်လိုက်တယ်။ပါလာလောက်တာလေတူလေမီးသွေးလာယူတာလားကွယ်။ဟာ အာလောလောသူတို့တော့ယောက်ပဲမှလဲမမတိဘူးအာသူသူတို့သူတို့လှုပ်ပေးပါမယ်ငါတငယ်ချင်းတွေလှုပ်ပေးလိုက်စမ်းအာနာနာလိုက်တာတေတေပါပြီသူတို့ပုံမှန်တိုင်းဖြစ်အောင်ပြန်လှုပ်ပေးအာလှုပ်ပါတော့သူတို့ပြန်ကောင်းလောင်လှုပ်ပေးမတိဘူ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 းဟုတ်လားပြပြပြန်လှုပ်ပြန်လှုပ်ပေးပါမယ် ရှေငါနောက်ခါလူဖြစ်ပြီကွာငါမသေးဘူးအေးကွာငါတို့ညစာရှာရင်သူများညစာမဖြစ်တာကံကောင်းနင်းသားလေးဝင်သွားတော့မှပဲသူတို့သုံးယောက်ကလွတ်လာနိုင်တော့တယ်အဲ့ဒီလုံနဲ့သူတို့လည်းမင်းကိုယူပြီးအသားကင်စားလိုက်ကြတယ်နောက်ထပ်၃နေ့ရက်ကြာတော့သူတို့တိုင်းပြည်တပြည်ကိုရောက်လာခဲ့ကြတယ်မင်းသားလေးအတွက်ကျင်ဖော်လေးရှာဖို့ပေါ့ဒီတန်းပြာကမလေးတွေကချိုးလောက်တယ်နော်ငါလည်းနစ်လို့ပဲထန်နေကာရာပြုတ်ပါတယ်ပရင်မင်းကြီး ကျွန်တော်ကတီဟိုတိုင်းပြည်ဟာမင်းသားတပါးပါအရှင်ရဲ့သမီးတော်တောင်းရန်ဖို့လာခဲ့တာပါငါကိုရောမြတ်ကြီးကတော့ဘာမှမပြောပါဘူးငါသမီးတော်အတီကပေါ့ဆိုလို့ချင်တာလဲမင်းကြီးငါသမီးတော်ကိုဟိုလူနဲ့လက်ထက်ဒီလူနဲ့လက်ထက်လို့မပြောသမီးတော်သဘောကျတဲ့လူနဲ့လက်ထက်ပါစေဟင်ရွေးအောင်မှာပေါ့နော်မင်းကဘသူပဲဝါဆိုတာငါစိတ်ဝင်စားဘူးဘသူမစိုးဝင်ရောက်ရှင်ပြန်အရွေးခံနိုင်တယ် ရှေးဂျာဆိုငါတို့တောင်းရမှာလဲအခွင့်ရရှိရပါတော့ဟုတ်တယ်ငါသမီးတော့ကြိုက်မှာပဲငါမင်္ဂလာဆောင်ပေးမှာသဘောတူကြရဲ့လားရပါတယ်ကျွန်တော်သဘောတူပါတယ်မင်းကြီးဟုတ်သဘောတူပါတယ်ဘယင်မင်းကြီးကဘသူနဲ့သူ့သမီးကိုပေးစားမယ်ဆိုတာမဟုတ်ပဲနဲ့လာတဲ့လူတိုင်းကိုဝင်ရောက်ရှင်ပြိုင်ခွင့်ပေးခဲ့ပါတယ်ဒီလိုဆိုတော့မင်းသားလေးကပြိုင်ဖက်များတာပေါ့ကျင်ဖို့ရွေးဖို့နေ့ကိုရောက်လာတော့အားလုံးပဲမင်းသမီးလေးနဲ့တွေ့ဖို့အစဉ်သင်ဖြစ်ကြပြီမလား မင်းတို့မင်းသမီးလေးကိုတွေ့လိုက်ရင်သူ့အလှမှာမိမျောသွားကြမှာသိချားတယ်။လာရကြုံနှက်လောက်ပါတယ်ကွာ။မင်းသမီးလေးဘလို့ပဲနေနေငါတော့ယူမှာပဲ။ငါလည်းလိုချင်တာပေါ့ဟာ။မင်းသမီးလေးကိုပြပါတော့။လိုက်ကောက်ဖယ်လိုက်တဲ့ချိန်မှာမင်းသမီး၃ယောက်လုံးကနှက်သမီးလေးတွေလိုချောမောလှပနေပါတယ်။မြင်သူတိုင်းကငေးနေရပါတယ်။ဘလို့နေနေငါအတွက်ဖြစ်စေရမယ်ကိုအတွက်ဖြစ်လာပါစေရှင်ဖုရား မင်းတယောက်တည်းလိုချင်နေတာမဟုတ်ဘူးဘလို့လောက်ကြမလဲပြောအောင်ရှားပါတယ်ကျုပ်ကိုယ်တိုင်စီစဉ်ပေးမယ်စိတ်မပူနဲ့ပထမတယောက်မင်းသမီးနဲ့ထိုက်တန်တဲ့ပါဆွမ်းစရရှိလေကျွန်တော်ကစိတ်ရောကိုယ်ရောရှိတယ်အခုမြင်နေတဲ့အတိုင်းပဲပြီးတော့ကျွန်တော်စီမှာရှိတဲ့အချက်၄ချက်ရှိသေးတယ်အိမ်ကစီးစိမ်ဥစ္စာစိတ်တိုင်းကြပဲအိမ်ကောင်းသားပဲဒုတိယတယောက်ရောကျွန်တော်ကတော့တမျှဖြစ်တဲ့အတွက်တော်တော်ချမ်းသာနေပါပြီ နင်းသမီးလေးပါမစိတ်ဝင်စားစရာမလိုအေးဒီတယောက်လည်းမစိုးဟိတ်ကျွန်တော်ကတော့အခုမြင်နေရတယ်လို့ဗလာကြီးပဲရွာထဲကလူတွေဆိုကျွန်တော်ကြောက်မကြောက်တခုခုလိုလာရင်ရွာထဲမှာသွားလူလာရုံပဲဘာမှပေးမန်းစရာမလိုတနေ့ကိုထမင်းနဲ့နဲ့တော့စားရမှာပါဟင်းတနက်မှတော့မစားရတော့သုံးနဲ့ပြည့်အောင်တော့ကျွေးနိုင်ပါတယ်အေးဒါလည်းမစိုးဟိအခုမင်းအလဲရောက်ပြီမင်းသားလေးအလဲရောက်လာတော့ မင်းသားဘာမှမပြောပဲရသေးသေးမေးထားတဲ့ပညာအကုန်ထုတ်ပြလိုက်ပါတယ်။ဟဲဟိုမှာကြည့်အောင်ကရာလှလိုက်တာ။ဟုတ်ပါဟဲ။ညီမလေးလည်းအလိုကြိုက်တယ်။အကာတစ်ခုထဲနဲ့တင်မင်းသမီး၃ယောက်လုံးကမင်းသားလေးကိုကြွေနေပါပြီ။သူ ပထမနီလန်ကိုတောင်းပြီးတော့နောက်ဒုတိယနီလန်ကိုတောင်းလိုက်ပါတယ်။ကာမလေး၃ယောက်။ဟုတ်ကဲ့။မင်းသမီးတို့မျက်လုံးမှိတ်ထားစိတ်ချနေ။ရှားတာပေါ့။ ကြည်တော့ပါမြင်လဲဘာမှမတွေ့ရဘူးမဲတူးနေဟာဟုတ်တယ်အတူတူပဲဘာမှမမြင်ရဘူးဒီလိုပဲကျွန်တော်အချစ်ကလည်းမင်းသမီးတော့မကြည့်သေးမြင်သေးမှမဟုတ်ဘူးဗျဝေါပြောထက်လိုက်တာဟုတ်ပါရဲ့ချောရလဲချောသေးမင်းသားလေးကဒုတိယနေလန်းကိုတောင်းပြီးတော့တတိယနေလန်းကိုဆက်သုံးပြန်တာပေါ့ဝေါအနန်းလေးတပွင့်မြင်တာနဲ့ မင်းသမီးတို့ကစပယ်နောင်ထောင်သွားတာပဲအေးအခုငါသမီးတွေကသူ့ဝိုင်းကြိုက်နေကြပါလားဒါဆိုရွေးကြတာပေါ့မင်းသမီးလေးကဘသူ့ရွေးမလဲရွေးလို့ရပါပြီငါသူ့ပဲရွေးတယ်နောက်ဆုံးတော့မင်းသမီးတော့ယောက်လုံးကလင်တယောက်ထဲပဲရွေးလိုက်ပါတယ်အဲ့ဒါကတော့မင်းသားလေးပါပဲဟာဟာဟာနောက်ဆုံးတော့ငါမိမရပြီဟဲ့၃ယောက်တောင်ငါအိမ်ခေါ်သွားလို့ရပြီဟဲ့ တရက်သေးမှပဲမင်းသားလေးကမိမ၃ယောက်တောင်ရှာသွားပါတယ်။အဲ့ဒီနောက်ကလေး၃ယောက်လည်းထက်ရပါသေးတယ်။ကလေးတွေကလည်းသူငငယ်ရနဲ့တထရာသေးပါပဲ။သူမိမ၃ယောက်ရတဲ့အတွက်တိုင်းမြစ်ထဲပထမရသွားပါတယ်။သားတော်လေးကိုဂုံပြုတ်ပါတယ်ကွယ်။အဲ့ဒီလိုနဲ့သူတို့ကချစ်ချစ်ခင်ခင်နဲ့အတူတူနေထိုင်သွားကြပါတော့တယ်ရှင်။ဟုတ်ကဲ့ပါရှင်။အခုကြည့်နေတဲ့ပရိသတ်ထဲမှာရော 3 in 1တို့4 in 1တို့2 in 1တို့ရှိပါလားရှင်အလို့တော့မလောက်ပါနဲ့နော်ဒါပုံပြင်မလို့3ယောက်3ယောက်ဖြစ်နေတာပါအပြင်မှာတော့1 plus 1ပဲကောင်းပါရဲ့နော်